အားလုံးပဲမင်္ဂလာပါ။တကြက်တူရဲ့တဘာဝအနေထိုင်လမ်းသွားပုံကစာပြီးတကောင်နဲ့တကောင်မတူတာကိုသိစားကြည့်လို့တတိတွဲနေခဲ့ရင်ရှောင်းဆန်ရခိုင်နှုံးတော့ကြက်တူရဲ့လမ်းကိုခံမမိနိုင်ပါနဲ့။မြမတကြက်မျိုးနွယ်စုတွေကကွဲထွက်လာတဲ့ကြက်ခုတွေနဲ့အတူကြက်တူရဲ့အင်္ဂါရက်တွေဟာလည်း90ရာခိုင်နှုန်းခန့်ကတော့ကွဲပြားကွဲရှားလို့ရပါတယ်။အခြားသောကြက်မျိုးနွယ်ဝင်မျိုးနွယ်စုတွေမှာလည်းကြက်အင်္ဂါရက်အဆိုးအကောင်းတွေရှိနေနိုင်ပါတယ်။ တိုက်ချက်မျိုးနွယ်စုတွေထဲမှာပထမဦးစွာမျိုးရိုးကအဓိကကြပါတယ်။ဥကင်းကျဲတဲ့ကြက်တွေဟာအတိပိုးပြီးအမိုက်ဖြစ်နေခဲ့ရင်တော့အခြားကြက်တွေထက်အတိပိုးတက်ပါတယ်။အဒီကြက်ဟာရင်းမြင်ကျဲပြီးအမိစံအားကောင်းနေရင်တော့ကြက်စိတ်အလုံးကောင်းနေတတ်ပါတယ်။ဥကင်းသေးပြီးနှုတ်ရှည်တဲ့ကြက်အများစုဟာအများဆုံးကအမိုက်မျိုးနွယ်စုတွေပါ။အမိစံရှည်ပြီးကိုယ်တုံးပါမြောင်နေတတ်ပါတယ်။အဲလိုကြက်တွေဟာနှုတ်ငန်းတက်ပြီးနှုတ်နဲ့ပေါက်ပြီးတော့လကောင်းငန်းပြီးတော့လကောင်းခုတ်တက်ကြပါတယ်။ လဲဆန်ဝေးဖားမျက်လုံးအင်ကျဲမျက်ဆန်ဝါမျက်ဆန်နှက်ဖားမျက်လုံးမျက်ဆန်တောက်ပနေရင်ကျက်စက်အထူးကောင်းတတ်ပြီးလဲဆန်သေးသွယ်ပြီးမျက်ဆန်ဇင်ရွေးရောင်ရှိနေကြရင်တော့သူ့ကိုနာတဲ့အခါမခံစားခြင်းတတ်ပါဘူးမျက်ဆန်မှာဇင်ရွေးရောင်နဲ့စင်လူရဲ့မျက်ဆန်အနီလည်းရှိပါတယ်မျက်ဆန်အနီနဲ့မျက်ဆန်ဇင်ရွေးရောင်မတူပါဘူးမျက်ဆန်အနီထဲမှာမှအနက်ဖောင်းနေရင်ကျက်စက်အလွန်ကောင်းတာကိုတွေ့ရတတ်ပါတယ်လဲဆန်တို့လုံးပြီးမျက်ရင်ကျဲမျက်ဆန်ရဲ့လဲဆန်ဖားနှုတ်တို့နေရင်တော့ကျက်ရဲ့အထိုင်ကင်းတွင်ကားပါတို့တပြီးဒေစာပေါ့အမအင်းကိုမှနှုတ်နဲ့စေကြကြခုတ်တတ်ပြီး အနေထားတစ်ခုလိတော့ခံစားနိုင်တတ်ပါတယ်။ဥကင်းကျဲအထိုင်ခင်းကောင်းကြက်ရားကြက်တန်းချီနေခဲ့ပြီးမိဇံတွဲမျက်အင်ကျဲမျက်စံဝါမျက်စံပွေးပြီးလေစံဖားနေခဲ့တဲ့ကြက်တွေဟာလမ်းစံပြီးအတိကောင်းတယ်လို့မှတ်ယူလို့ရပါတယ်။မျက်စံစဉ်တွေရောမျက်အင်ချင်းနှုတ်ချပြီးမိဇံတွုံနေရင်တော့ကြက်စိတ်ငယ်ပါတတ်ပါတယ်။နောက်ထောက်ချီလေးကိုအောင်မခင်းမဲခက်ဆွားဆွားနေပြီးလေစံအထိုင်ခင်းမျက်လုံးမျက်အင်ကောင်းကောင်းမိဇံဖားနေခဲ့တဲ့ကြက်တွေဟာကြက်ကမခံတတ်ကြပါဘူး။ဒါပေမဲ့နှင်းရှင်းမှအတိနဲ့တော့သွားခြင်းလေးရှိပါတယ်။ တင်းစီပုံစံတွယ်လျားနေတဲ့မီးစံတွယ်လျားဘလာတပေါက်ပြင်းပြင်းခိုတက်ကြပါတယ်။အမီးကြအတောင်ကြားကြက်တွေကကြက်စိတ်ကြက်မှန်ပိုတက်ပြီးဘလာရှိသွားရဲတာကိုလည်းတွေ့ရတတ်ပါတယ်။ရှည်သည့်ရှည်ဘက်မှာဆုနှစ်ဘက်ပါတာဟာရေပုံကအပြည့်မျက်လုံးအဖို့ခံရလေးရှိပါတယ်။တပတ်တဲ့ရှိတဲ့ကြက်တွေဟာလည်းရှိတဲ့နေရာအနေအထားပေါ်မူတည်ပြီးရှည်ကြတယ်ဆိုတာကိုသိထားရပါမယ်။ခြေစည်းရှိဘက်တွေနဲ့ပတ်သက်လို့မြှောက်ပုံစံငကြင်းကွက်၊တပင်းနိုင်ငကြင်းကွက်၊ရှေကွဲပလာတံပတ်စာတာတွေဟာ မျိုးတခုအပေါ်မှာလည်းမူတီလုံးနဲ့ဆိုတာကိုလည်းသိထားရပါမယ်။တိုက်ကြက်တွေရဲ့အဆိုကောင်းဟာကြဲအင်္ဂါရက်တွေပေါ်မှာကြည့်ပဲမူတီရလို့တော့တတမတ်တဲ့မှတ်ယူလို့မရပါဘူး။ဇေဘုံကအားပြစ်တော့မှန်ကန်ပါတယ်လို့ပြောရင်တိုက်ကြက်ရှိသူညီကိုပေါင်းတိုက်ကြက်ကောင်းများပိုင်ဆိုင်နိုင်ကြပါသေးတယ်။